ဟိုခင်ဗျားတို့ဒုက္ခဝိနာမစိတ်စဉ်ရင်ရောက်အကျင့်ညီရပါပြီဒီတခါကျတော့ဝိပဿနာကိုရှုပြီးပွားရမယ့်ကိစ္စတွေမှာတန်တရားတွေကြံမှာကြောက်လို့ဉာဏ်အမြင်စဉ်ကြအောင်ဟောတော့မှာမလို့ဉာဏတတနာဝိသုဒ္ဓိအခုကြတော့မှအပြီးတမာတွေဟောတာယောဂီတို့မှာအခုထိုင်နေတယ်ကဘာကြီးလဲထိုင်နေတာဘာကြီးလဲ အင်ကြီးခန္ဓာအင်ကြီးဘာကြီးလဲတော်သေးတာပေါ့ငါပြောလို့မပြောရင်အင်မြန်ရောက်ဒီအင်ကြီးဘယ်သူစောက်ထားတာလဲဟုတ်ပြီစိတ်ကတဏှာလားသင်ညေခန္ဓာကတဏှာလားဝေဒနဲ့ခန္ဓာကတဏှာလားနှလုံးသွင်းတတ်တဲ့သင်္ခရခန္ဓာကတဏှာလားဒီရုပ်ကြီးကလည်းတဏှာလားဟောဒီဟာပါလေအေး အိမ်ကဘယ်နှမျိုးရှိလဲ၅မျိုးသောပစ္စည်းနဲ့ဆောက်ထားတယ်။ဖောက်ပြန်တတ်တဲ့ယုတ်တရားအစုရဲ့တိတတ်တဲ့ဝိညာဉ်ဆိုတဲ့စိတ်ရဲ့ခံစားတတ်တဲ့နန္တရားရဲ့မှတ်သားတတ်တဲ့သင်ညာဆိုတဲ့နန္တရားရဲ့နှလုံးသွင်းတတ်တဲ့သင်္ခရခန္ဓာဆိုတဲ့နန္တရားရာဖြင့်အိမ်ရဲ့ပစ္စည်းဘယ်နှမျိုးရှိလဲ၅မျိုးရှိ။အဲ့ဒီအိမ်ကတဏဆောက်တော့အဲ့ဒီထဲမှာဘာတွေထည့်ထားလဲ။ဥလာကအိမ်ဆောက်တယ် ဥလာကအိမ်ဆောက်ပြီးဘာလုပ်လဲပတ်စံမရှာဘူးလားရှာပါပါပတ်စံရှာပြီးတော့ရရတဲ့ပတ်စံนี่အိမ်စုအိမ်ပေါ်မှာထည့်တယ်ပြီးတော့တိတာလည်းထည့်မနာဘူးလားထည့်ပါပါအဲ့လိုထည့်ထားတဲ့သူရဲ့အသုံးဆောင်တွေဝဲတဲ့စားခြင်းအားတွေတောက်ခြင်းအားတွေသူအဲ့ဒီအိမ်ကြီးမီပြီးတော့ကာမဂုဏ်တွေခံစားပြီးမနေဘူးလားနေတယ်အဲ့ဒီကာမဂုဏ်ပစ္စည်းတွေလည်းဘယ်လိုရှာတာလဲဥလာပဲရှာအဲ့ဒီပစ္စည်းတွေဝယ်နိုင်မှုပတ်စံနဲ့ဘယ်လိုရှာလဲဥလာပဲရှာငွေဘုံငွေရှောင်းဥလာမထားဘူးလားအဲ့ဒီအိမ်ကြီးမကောင်းတော့ နောက်တဲ့အိမ်ကိုဘယ်သူဆောက်မလဲဘာတွေယူရမလဲငွေတွေယူရတာကိုဟုတ်ပြီလားအဲ့ဒီငွေတွေဒီဘက်အိမ်ကရှာပြီးရသွားတဲ့ငွေတွေဟာအဲ့ဒီကနေပြီးတော့ဟိုဘက်အိမ်အစ်စ်ဆောက်တယ်လို့ဒီဘက်အိမ်မှာခံစားရစံစားရတွေကိုဟိုဘက်သိမသွားဘူးလားသိပါပါအစွဲလန်းဥပဒံကာမဟုတ်တယ်အဲ့တော့ဒီဘက်ဘဝမှာခန္ဓာအိမ်ကြီးမှာပတ်စံရှာလို့ရတဲ့ပတ်စံဆိုတာဘာကိုပြောတာလဲကာမဟုတ်တယ်ကိုပြောတာဟုတ်ပြီလားဘဝဇယန်ဒီဘဝဇယန်ဒီ ဒီလိုပြုလုပ်ပြီးဒီကမုံခံစားပြီးဒီလိုအယောအဆဒီဘဝနဲ့ခန္ဓာနဲ့တိဆောက်ပြီးပါမယ်ဆိုပြီးတော့စဉံနဲ့ဒီတဲ့ပတ်စံတွေဒီခန္ဓာကြီးမှာသိမ့်မထားဘူးလားသိမ့်ထားပါဘူးအဲ့တော့အိမ်မှာဘာတွေသိမ့်ထားလဲဘဝခံရမဲ့ဝိပဿနာနဲ့စဉံတို့ကြီးထည့်မထားဘူးလားထည့်ထားပါဘူးအဲ့တော့ဒီခန္ဓာရစီတဲ့အကြောင်းရင်းမှာတဲ့နော်အဝိဇ္ဇာရဲ့တဏှာရဲ့ဥပါဒံရဲ့ကံရဲ့ကာမဘဝအဲ့ဒါဒီပါလေသံမှုရိယသစ္စာ အဲ့ဒီဘဝကိုရစီတဲ့အကြောင်းတရားတွေမဟုတ်လားအဲ့ဒါမှာသမုဒယသစ္စာထဲမှာအဝိဇ္ဇာရဲ့တဏှာရဲ့ဥပါဒဏ်ရဲ့ကံရဲ့အဝိဇ္ဇာကပြီးတဲ့ဘဝရဲ့အမှန်တမ်းယုံနာမှုမသိတာအဝိဇ္ဇာရဲ့အာယုံကာမဂုဏ်ကိုတတ်မဲ့တာရဲ့တတ်မဲ့တော့လိုချင်တာလုပ်တာရဲ့တတ်မဲ့တော့မရှာဘူးလားရှာတော့မလုပ်ဘူးလားအဲ့ဒီလုပ်တာလုပ်တော့ကုသကံအကုသကံနေမပါဘူးလားအဲ့တော့ကုသကံအကုသကံလို့ထိုကံနဲ့တူတဲ့ပြန်ခါမှဝိဘက်တွေရောမရဘူးလားအာရတိတိဒီဘဝခန္ဓာရစီတဲ့ သမှုတရားအကြောင်းတရားပါပဲဟေတုအကြောင်းပါလေဟုတ်ပြီနော်အဲ့လိုဆိုရင်ဘဝတိကိုဖန်တီးတဲ့အကြောင်းတရားသည်အဝိဇ္ဇာနဲ့ကံနာလောဘဒေါသမောဟနဲ့အာလောဘအာရဒအာမောဟဆို6မျိုးထွက်မလာဘူးလားအဲ့ဒီ6မျိုးဖြစ်ရင်ဘဝဖြစ်မယ်အဲ့ဒီ6မျိုးချုပ်ရင်ဘဝချုပ်ဟုတ်ပြီနော်အဲ့ဒီ6မျိုးဒီဘဝအတိဘဝအတိဖန်တီးတဲ့ရည်တော်မြင့်နဲ့မတူဘူးလား သိပ္ပံသေးချင်းရေတောင်းပြီးဖြတ်လိုက်ရှင်းအောင်လားရှင်းအောင်ပါအဲ့တော့ဒီအသီးရွက်တွေဆက်မတက်ချင်ရင်ဘဝသစ်တွေဘဝသစ်တွေမရချင်ရင်ဘဝသစ်ကိုခွာနေတဲ့ရေတောင်းပြီးနဲ့တူတဲ့ဒီဟိတ်၆မျိုးကိုဖြတ်ပြစ်လိုက်မယ်ဆိုဘဝရအောင်လားရပါဘူးအဲ့တော့အပင်တွေရွက်တွေအသီးတွေခန္ဓာတွေသွားမဖြတ်နဲ့ရုပ်တွေနာတွေသွားဖြတ်လို့ရပါမယ်မင်းကဖေရလက်ခန္ဓာ၅ပါးရှိတယ်အဲ့ဒါကြီးလိုက်သတ်ဖို့မဟုတ်ဘူးအဲ့ဒီခန္ဓာမှာမှီနေတဲ့တဏ္ဍာပေါ့အတေဘူကောက်တော့ပါလေတဏ္ဍာအဲ့ဒီတဏ္ဍာကိုပယ်ဖို့ အဲ့တဏှာကိုမြင်မှုအဲ့တဏှာကလည်းလိုက်တက်လို့ရလားမရဘူးတဏှာဖြစ်တာပါလေအကျိုးတရားအာယုံကိုနှလုံးသွင်းတာပါလေအကြောင်းတရားအဲ့တော့အကြောင်းတရားတွေတော့နှလုံးသွင်းမှန်သွားမယ်ဆိုလို့ရှိရင်တဏှာရောတီးလို့ရသေးလားမရတော့တဏှာသူ့ဟာသူလုံးပါလုံးပါလုံးပါပါပါအဲ့လို့ဆိုရင်ဒီခန္ဓာအင်းဒီနော်ယုတ်တရားဒီအင်းကြီးစိတ်ဆိုတာလဲသူလဲမဟုတ်ငါလဲမဟုတ်ဘဒူးမှမဟုတ်ဘူး တတ္တိတစ်မျိုးခန္ဓာအိမ်ထဲမှာပါရမယ်မျိုးတစ်မျိုးဟုတ်ပြီလားမှတ်သားတတ်တာလည်းမျိုးတစ်မျိုးအဲ့တော့ဒီဘက်ဘဝကနေပြီးပြုခဲ့တဲ့ဝိဇ္ဇတနာဥပါဒံကံကာမဘဝသည်နော်မိရဲ့ရုပ်ရဲ့လူတစ်ယောက်ရဲ့ဒီအာဃာတရဲ့ဆိုတဲ့အမြင်အတိုက်အကြောင်းတရားအမိပရိသန်နေနေမှုသည်အမေနဲ့အဖေနဲ့တံဝါသပြည့်ရအောင်မြင်မှုသည်မှန်နဲ့ဗราနဲ့မတူဘူးလားအဲ့ဒီအခန္ဓာဒီဟာအတိုက်အကြောင်းနှစ်ရပေါင်းစပ်တဲ့အတွက်ကြောင့်အကျိုးတတ်ပါပေါ်လာလေ စိတ်အဲ့ဒီမှာအတ္တသဘောဆိုတာလိုက်ပြလို့ရတယ်မရပါဘူးအတ္တသဘောမရှိဘူးအဲ့တော့စိတ်ဆိုတာမရှိဘူးလားမရှိပါဘူးစိတ်ဆိုတာဘာလဲခန္ဓာအိမ်ထဲရပစ္စည်းစိတ်ဆိုတာဘာလဲခန္ဓာအိမ်ထဲရပစ္စည်းဒါပေမဲ့တဏှာဟာတက်သက်ကြီးနေလို့ရတယ်မရပါဘူးမရတော့ခန္ဓာကိုဖွဲ့ရလူဟာတက်သက်ကြီးနေလို့မရတော့အိမ်ဆောက်မနေရဘူးလားမရပါဘူးအဲ့တော့ဒီဘက်ကခန္ဓာအိမ်ကြီးကိုလည်းဘယ်လိုဆောက်လဲ တဏှာဆောက်ဒီဘက်ကအိမ်ကိုလည်းတဏှာဆောက်ဆောက်တဲ့အိမ်မှာစိတ်ဆိုတာပေါ်လာအဲ့ဒီကနေကလလရေကြီးဟုတ်ပြီလားအမိပရိသေနဝင်းထဲမှာကလလရေကြီးဆိုတာတောင်ကျိုးသူတွေရဲ့ဆံမင်းခုနှစ်စိတ်စိတ်တစ်စိတ်ကမြောက်ကျင်းသူတွေရဲ့ဆံမင်းအဲ့ဒါကိုစီနဲ့နှိပ်ပြီးတော့ခဏခါခါအဲ့ဒီမှာဥဒလောက်ပဲရှိတယ်ဆိုတော့မှုံမှုံလေးပေါ့အဲ့လောက်ကလေးရေကြီးလေးပေါ်မလာဘူးလားအဲ့ဒါကရုပ်တရားအဲ့ဒီကလလရေကြီးပါဒီစိတ်ကလေးမတည်ဘူးလား အဲ့လိုဒီဖို့အတွက်အတိတ်တအခန္ဓာမှန်တဲ့ဗရာပေါင်းစပ်ပြီးတော့နော်စိတ်ဆိုတဲ့ဒီဘက်ကဓာတ်ကလေးပေါ်လာအောင်နော်အကြောင်းအကြောင်းကြောင့်တတ္တိလေးပေါ်မလာဘူးလားစိတ်ဆိုတာပေါ်လာပြီနော်သဘောကဒီဘက်ကအမိရဲ့အဖတို့ရဲ့အကြောင်းတရားရင်ဒီဘက်ကဝိဘက်နဲ့တဏှာတို့ရဲ့အကြောင်းတရားရကြောင်းစိတ်ဒီဒီဘက်ကဝိဘက်နဲ့ကိုဘက်ကအခန္ဓာနဲ့ပေါင်းစပ်ပြီးကိုဘက်ကအိမ်ဆောက်တော့မြည်ကြီးမြည်ကြီးဆောက်လို့ရပါမလားအဲ့တော့အခန္ဓာမှာတဏှာသည်စိတ်ကိုမဆောက်ဘူးလား ဲ့တော့ယောဂီတို့မှာစိတ်မရှိဘူးလားရှိပြီအခုဘဘောဗုဒ္ဓဥင်ရှုပ်ပဲပြီးတော့ရှုပ်ပဲပြီးတော့အရင်ဟောလိုက်အဲ့တော့စိတ်ရှိတဲ့သဘောတရားသည်အမေအဖေဒီတို့အကြောင်းတရားပါပါမပါဘူးလားအမေအဖေဒီအကြောင်းတည်းမှာငါပါလားအဲ့တော့ငါမပါပဲနဲ့ဖြစ်လာတဲ့စိတ်မဟုတ်ဘူးလားဟုတ်ပါဘူးဟုတ်ပြီအမေအဖေကြောင်းလေးอ่ะအဲ့ဒီမှာငါမပါဘူးငါအဲ့လိုမဆွဲနဲ့မှားပြီအဝိဇ္ဇာတဏ္ဍဥပါဒံကံကလည်း ငါလားဟုတ်ပါဘူးအဲသူတို့ဒီအဝိဇ္ဇတဏဥပါဒံကံကြောင့်စိတ်တလုံးပေါ်မလာဘူးလားအဲ့တော့စိတ်တလုံးဒီဘာကြောင့်ဖြစ်လာတာလဲအတိတ်ကဝိဘက်အဟုံကြောင့်ဖြစ်လာသည်ကံကြောင့်ဖြစ်လာသည်ဟုတ်ပြီလားကံရှိနေသည်စိတ်တည်လို့ရပါမလားကံဝိဘက်ဒီဘဝမှာအသက်တရားနေရမယ့်ပုံကွာသူ့ရဲ့ဝိဘက်ကံကြောင့်အဲအသက်တရားအတွင်းမပြိမချင်းစိတ်တည်နောက်ကနောက်ကဖြစ်မလာဘူးလားမနည်းအောင်သင်ဟောပြီးဘူးနော်အဲ့တော့ ကားမောင်းသူလိုပဲစီစကလန်ထဲဝါရင်ရှိကပေါက်ပေါ်လေးအဲ့ဒီပုဂ္ဂိုလ်အင်အားထဲလာတဲ့ဈေးကနောက်ကအလိုလိုပေါက်တော်တော်ပြီးတော့လောင်စာမကျွေးဘူးလားတွေးတာ driver ကလောက်လာတော့သူ့ဘသူလောက်ရလားအေး driver ကတနာနဲ့တူတယ်နော် diesel တွေကဗာလဲအတိတ်ကဝိပတ်နဲ့တူတယ်ကားဘော်ဒီကဒီဘဝခန္ဓာနဲ့တူတယ်အင်ဂျင်ကစိတ်အင်ဂျင်ကဗာလဲဒီခန္ဓာကိုပြည့်နေတဲ့ခန္ဓာတရားနဲ့မတူဘူးလားအေးအဲ့လိုဆိုရင် ဒီစိတ်တစ်လုံးဖြစ်တိုင်းဖြစ်တိုင်းပြောတိုင်းဆိုတိုင်းမှာစိတ်မပါဘဲလုံးမဖြစ်ဘူးအဲ့ဒီစိတ်ကဘာကြောင့်ဖြစ်နေတာလဲဆိုရင်အတိတ်ကဝိဘကြောင့်ဖြစ်မလာဘူးလားအဲ့ဒါဆိုငါပါသလားမပါဘူးကောင်းပြီအဲ့ဒီမှာလူတယောက်ကိုတတ်တော်မယ်ဦးဇင်းလေလုံးပိတ်တဲ့ဘိုးတော်ကြီးနဲ့မှထဲ့လိုက်အခန်းကြီးနဲ့ထဲ့လိုက်ထဲ့လိုက်တဲ့အခါကျတော့အဲ့ဒီခန်းလေးလဲလေလုံးလဲပိတ်လဲပြီးတော့ဦးဇင်းကစက်နဲ့အဲ့ဒီလေကိုဆွတ်ထုတ်လိုက်အဲ့ဒီထဲမှာလေတစ်စဲမှမရှိအောင်ဆွတ်ထုတ်လိုက်ဘာဖြစ်သွားမလဲ ။ဘာပြောပါမလဲ။သိတယ်ဆိုတာဘာကိုပြောတာလဲ။သိတယ်ဆိုတာစိတ်မရှိဘူး။ဉာဏ်နဲ့စဉ်းစားမယ်။သိသိခြားခြားသုံးသပ်ပါ။ပူးစင်းဘာကိုဆိုလိုနေတာလဲ။ဘာကိုရည်ညွှန်းနေတာလဲဆိုတာနားထောင်ပါ။ပူးစင်းစုတ်ထုတ်တဲ့မှာစိတ်ပါလား။ပါပါဘာ ਈ ပါวะလေလေဟာစိတ်တာဟုတ်ပါဘူးစိတ်ကရောလေတာဟုတ်ပါဘူးအဲ့လေဆိုစိတ်ဘာကြောင့်ဖြစ်တာလဲ ဒါပြင်ဥသိင်းလင်မဆုပ်တော့ခင်တော့အဲ့ဘောအထဲထဲမှာမရှိစိတ်မရှိဘူးလားရှိပါဘူးဒါပြင်လေဆုပ်ထုတ်တော့စိတ်ကောပါသွားတာလည်းမဟုတ်ခွင်းနဲ့ဘာလို့ဒီစိတ်မဖြစ်တာလဲဟုတ်ပြီနော်စိတ်ကလေလားဆိုတော့ဟုတ်လားလေရစိတ်လားဆိုတော့လေအဲ့လိုဆိုရင်ငါစိတ်ဆိုလို့ရှိရင်လေအဲ့ဘောကလင်းတဘောဆိုလေဆုပ်ထုတ်လေငါမှစိတ်လေးမွေးထားတော့မရဘူးလားဟုတ်ရရဲ့လားအဲ့တော့လေမရှိရင်ဘာမရှိလဲလေမရှိရင်ဘာမရှိဘူးလဲစိတ်မရှိဘူး စိတ်ကဘာကြောင့်ဖြစ်တာလဲစိတ်ဟာဘာကြောင့်ဖြစ်တာလဲอืมခင်ဗျားတို့မူယူပြန်ဖို့อ่ะလေရှိတော့လေမစုတ်ထုတ်ခင်ကအဲ့ဘက်ကစိတ်မရှိဘူးလားရှိပါဘူးကိုင်းသိစုတ်ထုတ်လိုက်တာဘာတွေပါွားလဲမရှိပါဘူးဒိုင်းဒီခန္ဓာမှာဘာဘာချုပ်ွားလဲစိတ်ချုပ်မသွားဘူးလားစိတ်မဖြစ်တော့ဘူး ဟုတ်ပြီနော် စိတ်မဖြစ်တော့စိတ်မရှိတော့စိတ်မရှိတော့ဘာခေါ်လဲသေရလို့မခေါ်ဘူးလားအဲ့လိုဆိုရင်စိတ်ရှိတယ်မှာဘာလို့ရှိတာဟုတ်တယ်လေလေရှိလို့စိတ်ရှိလေမရှိရင်စိတ်မရှိဘူးအဲ့တော့စိတ်ကဘာကြောင့်ဖြစ်တာလဲတဏှာတော့အတုံးလိုက်တလိုက်ရှိပါတယ်ဒါပေမဲ့လေမရှိတော့တဏှာရောရှိလို့ရမရဘူးစိတ်ကလေးကိုရှုတယ်ရှုတယ်ဆိုတာဒီလိုရှုရတယ် အဖြစ်တယ်ဖြစ်တယ်ဖြစ်ဖြစ်တယ်လို့တော့မရဘူးဖြစ်တာဘာသဘောကြီးဖြစ်နေတာလဲဘာကြောင့်ဖြစ်လာတာလဲဖြစ်လာတဲ့သဘောထဲမှာငါပါသလားဘာလို့ပါသလဲလူသုံးသပ်ပြီးရှိပါမှာဝိပဿနာစလုံးပေါ်တယ်ပြည့်တယ်အနိစ္စမြင်တယ်ဒါဖြစ်ပြင်းမြင်တယ်တရားရပြီးသွားမလုံတာဒါဘာမှမဟုတ်ဘူးဟုတ်ပြီလားအခုဖြစ်လာတဲ့သဘောဥသိပြောပြီလေစိတ်တလုံးကအတိတ်ကပြုတဲ့ကံမရှိဖြစ်ပါဘူးဖြစ်ပါဘူးအဲ့ဒီမှာငါပါသလားဟုတ်ပါဘူးအော်အဲ့ဒီသဘောနဲ့စိတ်တလုံးဖြစ်တာဖြစ်ဒါရင်အဲ့ဒါတော့ရှိပါပြီတဲ့ ကကံမကုန်သေးတဲ့ပုံကလေစုပ်ထုတ်လိမ့်မယ်ဟောစိတ်ဖြစ်သေးလားအဲ့လိုဆိုစိတ်ကလေမရှိဖြစ်ပါ့မလေဟာငါလားစမ်းစစ်ပါလေဟာငါလားစိတ်ရှိနေတာငါကြောင့်ရှိနေတာလေကြောင့်ရှိနေတာလားလေဟာငါမဟုတ်ဘူးဆိုရင်ငါမဟုတ်တဲ့လေကြောင့်ဖြစ်တဲ့စိတ်ကိုငါစိတ်လို့ဆိုရင်မှန်ပါမှာမှန်ပါအဲ့လိုဆိုစိတ်တော့မရှိဘူးလားရှိပါငါရှိလားရှိပါဩအဲ့လိုသဘောနဲ့စိတ်တစ်လုံးရဲ့သဘောကိုရှုတာ စိတ်တလုံးဖြစ်တိုင်းဖြစ်တိုင်းငါမဟုတ်ပဲနဲ့ငါမဖန်ဒီပဲနဲ့စိတ်ဆိုတာငါမဟုတ်ပါလားလေကြောင့်ဖြစ်တဲ့စိတ်ပါလားလေဟာစိတ်မဟုတ်ပါလားလေဟာငါမဟုတ်တော့ငါမဟုတ်တဲ့လေကြောင့်ဖြစ်လာတဲ့စိတ်ကိုငါစိတ်လို့ဆိုရမှာပါလားဆိုပြီးအဲ့ဒီအမှားဟိုတာစွန့်လိုက်မှာစိတ်ကတော့ဖြစ်ပြနေမှာပေါ့ဟုတ်ပြီလားဒီစိတ်ကြီးမထွက်အောင်လုပ်တာလားမရှိအောင်လုပ်တာလားရှိတာရှိပဲသူ့ရှိရပါရှိလေငါရှိမဟုတ်လေကြောင့်ရှိတာ လေရဲ့သဘောအသိရတော့လေမှာငါပဲသူပဲရှိသလားသူလဲငါလဲမဟုတ်လေရဖန်တီးတတ်သလားမဖန်တီးတတ်တဲ့ဖန်ဆင်းရှင်လည်းမဟုတ်ပဲနဲ့လေကြောင့်ဖြစ်လာတဲ့စိတ်ကိုငါစိတ်လို့ဆိုရင်မာပြီတစ်ဖက်ကခန္ဓာဇာတိပြန်ကြည့်လိုက်တဲ့အခါကျတော့ဒီဘဝဖြစ်တဲ့စဆီတော့စိတ်ဒီအမေဖေကလည်းဖန်တီးတာပါလားပါပါဒါပေမဲ့အကြောင်းရင်းလို့တော့ရတယ်အဲ့တော့စိတ်တလုံးဖြစ်တဲ့တည်းမှာအမေဖေးရဲ့အကြောင်းအနာတိပစ္စည်းနဲ့မပေါ်နေဘူးလားပေါ်ပါဗျာနာတိပစ္စည်းဆိုတာခင်ဗျားတို့ပထမဆက်လဲသွားလိုက်နော် ာတိပစ္စည်းကရှိတယ်နတ္တိပစ္စည်းဆိုတာသူတို့အကြောင်းခံလို့စိတ်တွေဆက်ဖြစ်နေမဟုတ်လားအဲ့တော့ကောင်းပြီအတိတ်ကပြုတဲ့ကံကြောင့်ထဲမှာဒီဘဝရတဲ့စိတ်တွေငါမပါပြည့်စုံပါလေမပါရောကံရှိနေပြီနဲ့လိမ်မရှိရင်စိတ်ဖြစ်လို့ရပါမလားအဲ့တော့စိတ်ဖြစ်တဲ့အထဲမှာအတိတ်ကဝိဘက်အဟုံမကုံသေးလို့လည်းစိတ်ဖြစ်တာရင်တဏှာကလည်းဆက်ဆောင်နေတာရင်နော်ဒီခန္ဓာရဲ့တဏှာမကုံရင်အသက်90နေရမယ့်ကုသိုလ်ကံဝိဘက်စီ ကာလ90ထဲတိုင်းကံမကုံအဲ့အသက်90မပြည့်ဘူးစိတ်တိဖြစ်မနေဘူးလားဖြစ်နေပြီအဲ့ဒါငါလောက်တာပါလားမကိုရီးယားဖြစ်နေတယ်အော်အနတ္တပါလားအဲ့လိုဖြစ်အောင်သူကြီးပဲရတာဆိုမရဘူးလေရလဲရှိအောင်မှာလေမရှိရောဖြစ်လို့ရပါ့မလားမရဘူးစီတော့ရှိတယ်အင်ဂျင်မလည်ရောရပါ့မလားအော်မောင်းလဲလို့မရှိလဲကားပြည့်ရင်လဲအော်တမျိုးနဲ့မရအဲ့တော့မှကောင်းပြီလေကိုအောင်ပြလိုက်ပါ လေဟာငါမဟုတ်သူမဟုတ် ယောက်ျားမိမမဟုတ်ငါမဟုတ်သူမဟုတ်ယောက်ျားမိမမဟုတ်လေเจ้าဖြစ်တဲ့စိတ်ကိုငါစိတ်ငါစိတ်လို့ဘယ်အကြောင်းပြပြီးဆွဲလို့ရပါလဲငါအကြောင်းမဟုတ်ဘဲနဲ့လေเจ้าဖြစ်တာတဲ့စိတ်ကိုငါစိတ်လို့ဆွဲတာမာပြီဆိုတဲ့အမှားမြင်ဖို့ရေလေเจ้าဖြစ်တဲ့စိတ်ပါလားလို့အမှန်မြင်ဖို့ရေအဲ့ဒါကသမာဓိကြီးခေါ်ပါသည်မာတာကိုမာတယ်လို့မြင်တာလေသမာဓိကြီးမှန်တာကိုမှန်တယ်လို့မြင်တာလေသမာဓိကြီးမဲ့ကြီးရှိပါတယ်မှာပယ်ပါတတ်ပါလို့ပါသလားအမှန်မြင်အောင်ရှိပါလို့ပါအမှန်ပါရှိပါလို့ပါ ပဲဘုသတ်ဖို့မဟုတ်ဘူးအမှန်လဲမြင်ရောဘာပဲွားပြီလဲငါစိတ်ငါတို့ဆွဲတာပယ်မသွားဘူးလားပယ်ပါတယ်ကိုလိုက်ပယ်တာလားဖြစ်မလာတော့တာလားအဲ့ဒါကိုလည်းမဲ့လို့ပဲခေါ်တယ်အမှန်မြင်တာလဲမဲ့ပယ်တာလဲမဲ့ပွားတာလဲမဲ့တပြိုင်တည်းပေါ်မလာဘူးလားအေးအဲ့ဒါဝိပဿနာနဲ့ရောက်မဲ့ရပြီလားမဲ့ခီးကိုပွေးပြီဟုတ်ခင်ဗျားတို့သန္ဓရာလေယာမသန္ဓရာလွတ်ရသူလမ်းကြောင်းကြီးပေါ်မလာဘူးလားအဲ့ဒါလဲမဲ့ရပြီလို့ခေါ်တယ် ဲ့လမ်းကြောင်းပေါ်လျှောက်တော့နိဗ္ဗာန်သွားမဲ့လမ်းကြောင်းကြီးကိုရပြီတယ်မရပြီအဲ့လမ်းကြောင်းကြောင်းလျှောက်တဲ့ကြောင်းအပေလေးပါသံသရာလည်မဲ့အပြုတ်မှုတွေရောပယ်မလာဘူးလားအဲ့ဒါကိုလည်းပယ်တယ်လို့ခေါ်တယ်နိဗ္ဗာန်ရောက်တဲ့လမ်းရှိပါတော့မယ်ဂိစီကီသွားမယ်မဟုတ်လားသွားရဲဆိုတာဒီကနေ့ဈေးသွားတယ်တလန်းနဲ့သွားလို့ရပါမလားအလန်းนี่များများမပွားဘူးလားအဲ့ဒါကိုလည်းမက်လို့ခေါ်တယ်တလန်းသွားရင်တလန်းသွားဖို့အတွက်မပေးရဘူးလားအဲ့ဒါလည်းမက်လို့ခေါ်တယ်ခྱི་ကိုလည်းမက်လို့ခေါ်တယ်သဘောပေါက်မသွားဘူးလားမက်ရပြီလားလို့မင်းခင်ဗျားတို့ပဲလည်းဖြစ် မဖြစ်ရဘူးလားဖြစ်ရပြီကုမဲရပြီလေဒါမဲ့သုံးပြီလားသုံးပြီအေးလန်ခီရပြီပယ်ဖို့လတ်ဖို့ရပြီအဲ့ဒီ၈၆ကိုပွားဖို့မကြံဘူးလားအဲ့ဒါလဲမဲအဲ့ဒီမဲကြံပြီတည်ငင်းမဲ့တည်ငင်းမဲ့တလန်းသွားရင်တလန်းသွားရင်တလန်းအလန်းတရာသွားမှာတလန်းသွားရင်သွားရင်မပယ်ပယ်ပြီးပြီးမသွားဘူးလားအဲ့ဒါတလန်းသွားပြီးတလန်းပယ်ပြီးပြီတလန်းသွားပြီးတလန်းပယ်ပြီတည်ငင်းမဲ့တည်ငင်းမဲ့ဒီအရင်ကတုံးဖြတ်တာနဲ့ဥမ္မာဝေးထားဘူးလား တချဲတချဲနဲ့ပြတ်လာတာအဲ့တချဲတချဲမှပြင်းနောက်ဆုံးအပိုင်းပြတ်ပါမလားပြတ်ပါဘူးဟေးအခုတော့အဲ့တချဲတချဲဆိုတာဘယ်လိုချဲမှလဲစိတ်တစ်လုံးဖြစ်လာတိုင်းပေါ်ပြီးပြတ်ဖို့ဖြစ်ပြည့်မြင်ဖို့ဒီလိုမဟုတ်ဘူးဖြစ်တိုင်းဖြစ်တိုင်းဟာကြည့်ဩငါဖန်နည်းသလားရှေ့ကရင်းတို့ကြီးမီးရှို့နေတယ်ဘောမဆိုတဲ့ကိုကမီးထိုးပေးတယ်လို့အလင်မီးကမီးတောက်တယ်လို့မီးဆူးနာမဟုတ်ဘူးလား အဲ့တော့ကိုမီးထိုးပေးနေလို့မီးတောင်းနေဟုတ်တာပေါ့အခုစိတ်တလုံးပြတ်သွားတော့ကိုကနောက်ကနေစိတ်တလုံးပြောက်မီးထိုးပေးသလိုပြောက်မာနီနာကိုပါလာမပါရင်ငါမဟုတ်ဘူးဆိုတာရှင်းမနေဘူးလားရှင်းနေပါလေငါတို့သွားဆိုရင်တော့မာဟုတ်ပြီနော်အကဲငါစိတ်ငါသဘောဆိုကဲယောဂီဘာစိတ်မှမတွေးပဲနဲ့ရက်ကြည်သံရလားငါသဘောဆိုရမှာပေါ့ယောဂီကအခုကြောင်းလာတယ်ကားနဲ့လာတယ်အញ្ញာနေကိုပိုင်ကားနဲ့လာတယ် ကိုကိုရင်ကိုကိုတဲ့တော့ကားမလိုက်ဘူးလားလိုက်ပါဘူးဒီနေရာရရင်ကားကိုနေရာရှိတယ်မရှိသလားမရှိပါဘူးကိုပိုင်ပြီးစီးဆိုတော့ကိုလျာတော့သူမလိုက်ဘူးလားလိုက်ပါလိုက်တယ်အခုတော့ကိုစိတ်ငါသဘောတာဆိုဘာစိတ်မှမတွေးဘဲနဲ့ရက်ကြည့်တာရလားမရပါဘူးဒါအတ္တသဘောလားအနတ္တသဘောလားအနတ္တဘာအနတ္တလဲလေကြောင်းဖြစ်လို့အနတ္တအတိတ်ကပြီးတဲ့ဝိဘတ်ကြောင့်ဖြစ်လို့အနတ္တအဲ့ဒီမှာအတ္တငါမရှိဘူးအတ္တသမာဓိတိခေါ်ပြီခေါ်ပြီနော်သဘောပေါ်ပြီလား စိတ်တလုံးရှုတဲ့ဆိုတာဘာလို့ရမှာလဲဖြစ်ဖြစ်မြင်ဖို့လားမပါလာဘူးလားဒါပေမဲ့ရှုတိုင်းတူရဲ့လားမတူဘူးအခုကဖြစ်ဖြစ်မြင်မှတရားဆိုဖြစ်ဖြစ်ကိုမြင်မှမြင်နေတာဖြစ်ဖြစ်ဆုံးတော့မြင်မှမဆုံးကျင်ဘူးလားအဲ့ဒါလောဘတရားကြီးဖြစ်ရှုနည်းရှုဟန်တူမလို့လို့နဲ့လွဲမသွားဘူးလားလွဲသွားတယ်အဲ့ဒါလေးပြောတာတရားအတူတူပါပဲပြောတာအတိစိတ်ကလေးဖြစ်ဖြစ်ရှုတာအတူတူပါတူရဲ့တူသေးရဲ့လားတူပါဘူးအခုတော့အနတ္တဆိုတာဘာလဲလို့မေးမယ် အဆိုးမရပါဘူးလို့လွဲမချနိုင်ဘာလို့အဆိုးမရတာလဲစိတ်ဖြစ်တဲ့အထက်မှာလေကြောင့်ဖြစ်တာဆိုတော့လေဟာအသက်လိုက်ပြရှိသလားမရှိကြောင်းကိုအခုလို့ပေါ်ပြတော့အတ္တမရှိတာပေါ်မသွားဘူးလားအဲ့ဒါကြောင့်မလို့အနာအတ္တအတ္တမရှိဘူးလို့ဒီလိုထောက်ထားရှိရအတိတ်ကပြုတဲ့ကံကြောင့်မလို့စိတ်ဖြစ်တယ်ဆိုရင်ငါသဘောနဲ့ငါစိတ်တာဆိုဟဲ့ဒီစိတ်ရက်ထားဘယ်မှမထွက်နဲ့ဆိုတော့ပိတ်ထားနေရမှာပေါ့ဟုတ်ရရဲ့လားမရတော့နတ္တအတ္တမရှိဘူးဒီအကြောင်းတွေကြောင့်အနတ္တပါလို့လား ဟုတ်ပြီလားကဲကောင်းပြီခင်ဗျားတို့လေလဲရှိပြီအတိတ်ကပြီးတဲ့ကံလဲရှိပြီရေမတိုက်ရင်ဘာနဲ့လုပ်စိတ်ဖြစ်အောင်လားရေဟာစိတ်လားအာနဲ့လို့တယ်မပလိချင်းနလန္တရေတဲ့ပလိမချရဘူးဘာလိလဲယောက်ျားမိမလားရေလားဒီတဲ့ဘာတွေရောက်ပါဘာတွေရှိယောက်ျားမိမရှိမသိဘူးလေအကိုကြီးရှိရင်မောင်းရောက်တော့ အယူထားဟုတ်ပြီလားအဲ့တော့ဒီကြီးသားပကြီးဘာလို့လဲဒီကြီးမထဲရင်သိတော့မယ်မဟုတ်ဘူးလားသိတော့မယ်ဆိုတော့ဘာပြောတာလဲစိတ်မဖြစ်တော့အဲ့တော့စိတ်ဖြစ်ဖို့အတွက်ဘာထည့်ပေးရလဲကြီးထည့်ပေးရရေဟာစိတ်လားမဟုတ်ပါဘူးစိတ်ကောရေလားမဟုတ်ပါဘူးရေဟာငါလားမဟုတ်ပါဘူးငါမဟုတ်တဲ့ရေချောင်းဖြစ်တဲ့စိတ်ကိုငါစိတ်လို့ဆိုရမှန်ပါ့မမှန်ပါဘူးအဲ့ဒါကြောင့်စိတ်ကအနတ္တပါလို့တင်ပြနေရစိတ်ကဖြစ်တိုင်းဖြစ်တိုင်းဟာ ဖြစ်ဖြစ်လာတဲ့စိတ်ကလေးတစ်လုံးပေါ်တိုင်းပေါ်တိုင်းဆောင်းဆောင်ကြည့်နေတာဘယ်လိုနဲ့ကြည့်ရလဲငါမပါပဲနဲ့သူ့ဘာသူပေါ်ပေါ်နေကြောင်းသူ့ဘာသူဖြစ်ဖြစ်နေကြောင်းမြင်အောင်ရွှေ့ဖြစ်တာကိုမြင်အောင်ရွှေ့ပြည့်တဲ့ဒီရောမမြင်လာဘူးလားဘယ်လိုမြင်ရမလဲဖြစ်တိုင်းဖြစ်တိုင်းဟာလေကြောင်းဖြစ်လာတဲ့သဘောရေကြောင်းဖြစ်လာတဲ့သဘောဟာဒီခန္ဓာကိုယ်ကြီးထဲမှာရေမရှိဘူးလားဘာဖြစ်လို့ထဲတာလဲခင်ဗျားတို့အိမ်မှာအခုအိမ်ပြန်အိုးထဲမှာစားနေစီးလေးမရှိဘူးလားဘာဖြစ်လို့မစားသေးဘဲနဲ့အပူလောက်တာ အစင်းသိစားမဲ့သူရှိဖို့မဟုတ်ဘူးလားအခုလည်းစိတ်အစင်းသိဖြစ်မှုတဲ့ရေလေးလေးလေးလောင်မထားအောင်လားနေဘူးလဲသွားပါလိထွက်လူတွေထွက်လားအကိုတွေထွက်လားရေတွေထွက်လားရေကအကိုတွေမောင်တွေအဖေတွေရှိလားရှိပါဩဘာဖြစ်လာဒီစိတ်အစင်းသိဖြစ်ဖို့အတွက်ရေတွေလောင်မထားအောင်လားဘာဘာဒုက္ခဖြစ်သွားလဲအဲ့ဒါအကိုတွေမောင်တွေရှိသေးလားရှိပါရုပ်ပေါ်မှာဒိဋ္ဌိပြုတ်မသွားဘူးလားဘာလောက်ထားတာလဲလို့မေးကံတဏဟာ သူ့ကာမတ္တိမကုံသေးတဲ့အတွက်ကြောင့်စိတ်ဖြစ်တဲ့နေရာမှာရေတက်လေတက်လို့လှောင်ထားတာရေလောင်ကန်ကြီးရေဒီလောင်မထားဘူးလားမယုံရင်နေဦးတယ်မနေ့ကထွက်ကြည့်ပါလားပလင်းတောင်ထည့်လို့ရမယ်ထွက်လာရင်ဘာ၄လဲအချစ်ဒီလားအသက်ဒီလားရေဒီလားမသိပါဘူးရေအကိုကြီးမောင်ကြီးလောက်တာဟမ်နှက္ခဏီဆိုပေးလိုက်ရေတုပ်တချို့အမဲသွားလာသေးရောဘာလဲမိတ်ကတ်တို့ဘာလဲဘာလဲပြောတာကိုရီးယားမိတ်ကတ်တို့မျက်နှာချီတို့စုံရောဘာလို့လုပ်ပေးတာလဲ ရေခရေကန်ကြီးကိုရေပလင်းရေအကြီးဟုတ်လားအချစ်ကြီးလားရေအကြီးလားရေကြီးရေကလေးလောင်လာအဲ့လိုအမှန်ကြီးကငါတို့ရှိသေးလားရှိပါဒါကဘာဖြစ်နေရလဲတဏှာတို့ကံတို့ကဘာနေလဲအဲ့တော့စိတ်ပြည့်တဲ့တဲမှာအတိတ်ကဝိပယ်လဲပါမယ်ရေရောမပါဘူးလားလေရောမပါဘူးလားရေနဲ့လေဟာငါပါသလားငါမပါဘဲနဲ့ဖြစ်တဲ့စိတ်ကိုငါစိတ်လို့ဆွဲတာမှားတဲ့အကြောင်းเนาะအဲ့ဒါကိုကြည့်ဒါပေမဲ့နှိပ်ကြည့်ပါဖြစ်လာမယ် မကမ်းလားဘာလို့ကမ်းလေရှိလို့လေရေနဲ့မတက်လာဘူးလူတွေတက်လာလေတွေတက်လာအထက်ပါထိုးလေဆိုဘာအောင်လေအောင်လေထိုးငါငါဘိုက်နာတယ်ဘိုက်ကိုဘိုက်ကုန်အောင်လုံးမလားဟုတ်တာကိုယ့်ကိုလေထိုးအောင်လုံးမလားလုံးလို့ရလားမရဘူးသူ့ဘာသူရေနာငါးဘိုက်ထိုးတယ်အဲ့လိုဒိဋ္ဌိကဘာဖြစ်လို့အထက်ထဲမှာလေတွေလောင်မထားဘူးလား လေစင်းသိမ့်မရှိရင်စိတ်ဖြစ်ပါဘူးရေစင်းသိမ့်မရှိရင်စိတ်မဖြစ်ဘူးအဲ့တော့လေဒီလည်းလောင်လာတယ်ရေဒီလည်းလောင်လာတယ်နောက်တစ်ခါပါလို့သေးလေသမင်းဆိုတဲ့ပထဝီဓာတ်ကောင်းမလို့ဘူးလားဟုတ်ပါဘူးအဲအဲ့တော့ပထဝီဓာတ်လို့တော့ခင်ဗျားတို့အိမ်မှာစီစားမြုပ်ပြီးကြက်သွုံနေထဲမထားဘူးထဲပါသူလည်းလောင်မထားအောင်လားဒီမှာကလည်းလောင်တာလောင်ထားတဲ့ဇလူကန်းကြီးပေါ့ဘာဖြစ်ဖို့လဲစိတ်ဖြစ်ဖို့အဲ့တော့ပထဝီဓာတ်ဆိုတဲ့ခိုင်မာတဲ့ဓာတ်မရှိရောစိတ်ဖြစ်ပါမလား အဲ့တော့ဓမင်းစားတော့ဓမင်းထဲမှာငါရှိလားစိတ်ရှိလားငါမရှိစိတ်မရှိတဲ့ဒီပထဝီဆိုတဲ့အာဟာရကြောင့်ဖြစ်လာတဲ့စိတ်ကိုငါစိတ်လို့ဆိုရင်မှန်ပါမှာအဲ့လိုသဘောနဲ့စိတ်တစ်လုံးကိုရှုမှာဟုတ်ပြီလားအဲ့တော့စိတ်တစ်လုံးဖြစ်တဲ့ထဲမှာစမ်းစစ်ကြည့်မယ်ရေတက်မပါဘူးလားလေတက်မပါဘူးလားအပူဝေးဆိုရင်မီးတက်ကောမပါဘူးလားနော်အာဘောဆိုတဲ့ယူစည်းတက်ရေတက်ကောမပါဘူးလားအဲ့ဒီထဲမှာငါပါလား ယောက်ျားမိမပါလားဟောငါမရှိယောက်ျားမိမမရှိပဲနဲ့ရေမီလီမီဆိုတဲ့အကြောင်းကြောင့်ဖြစ်လာတဲ့စိတ်ပါလားအဲ့ဒါမှအသက်လိပ်ပြပါသေးလားပုဂ္ဂိုလ်တ attva ဆိုပါသေးလားအဲ့ဒါကိုဉာဏ်နဲ့ကြည့်နေတာနော်ရေမီလင်မီကိုကြည့်ပြီးတော့ဒီစိတ်ကရေမီလင်မီတော့ပြီးတော့ရေမီလင်မီဟာယောက်ျားမိမအသက်လေးပြမရှိတာကိုညံနဲ့ပြီးပြီးတော့ဒီစိတ်ကလည်းငါမဟုတ်ကြောင်းညံနဲ့အောင်ပြီးလာအဲလိုဖြစ်ပြီးပြီးတော့ရှုနေတာလေးပါသောအရိယဘုံမှာအဲ့နောက်တကကျတော့ကောင်းပြီ အခုယောဂီတို့အခုထိုင်နေတယ်။ဘာမှရတာမရှိဘူး။တရားအကယ်၍ထည့်ပြလိမ့်မယ်ဆိုရင်စိတ်ကလေးပါစိတ်ပေါ်လာ။ဒါရင်ကောင်းဘူးဦးဇင်းကတရားမထည့်ပြသေး။မထည့်သေးဘဲနဲ့တရားထည့်တော့ချိုးတယ်ဆိုတဲ့စိတ်ကလေးပေါ်လာသလိုယောဂီတို့ရဲ့စိတ်ကလေးကိုအခုနေချိုးလိုက်တာဆိုတဲ့စိတ်ကလေးမိုးကြီးတာ။ရလား။ရ။ရ။စိတ်တော့မရှိဘူးလား။ရှိပါရဲ့။ငါစိတ်တာဆိုရင်ရမှာပေါ့။ ယောဂီတို့မှာအခုအင်ကြီးတွေမရှိဘူးလားဘုလူအင်ကြီးတွေဒီလိုအင်ကြီးတွေကိုယ့်ရဲ့ကာယညာနာနဲ့လောက်ထားလို့ကိုယ်ဝေးထားတာမဟုတ်ဘူးလားဘုလူပိုင်လေကိုယ်ပိုင်နေကိုယ်ပိုင်တော့ကာကြီးနဲ့ညံ့မရဘူးလားအပြူရောမဲဆုံးလို့မရဘူးလားမရှိဘူးတော့မရဘူးဟာမီးချို့လို့မချို့ချင်းကာကြီးနဲ့ညံ့တော့အင်ကြီးအပြတ်မခံဘူးလို့ရှိလားကိုပိုင်တော့ကိုလိုရာသူ့မလိုက်ဘူးလားလိုက်တယ်ကောင်းပြီအဲ့လိုဆိုရင်လေဒီစိတ်ကိုလည်းခုနလိုပေါ့ကိုလိုရာသူ့လိုက်အောင်ဒီစိတ်မထွက်နိုင်လို့ရတယ် ကောင်းပြီခုနကကြားထဲလိမ့်မယ်။ဘာစိတ်ပေါ်လား?ရှင်စိတ်။အဲမထွက်နဲ့ခါးတဲ့စိတ်မွေး။မရပါဘူး။ဟင်ကိုလိုရသူလည်းပါလား။ပါဘူး။ဘာဘာစိတ်ထွက်သွားလဲ?ရှင်စိတ်။အတ္တလားအနတ္တ?အနတ္တ။ဘာကြောင့်ဒီရှင်စိတ်ပေါ်လာတာလဲ?ရေရောင်လေကြောင်မြေကြီးကြောင်မြေတက်ကြောင်အပူအေးကြောင်အတိတ်ကပြုတဲ့ကံကလည်းမကုံသေးတဲ့အကြောင်းတရားရဲ့ပြိစုတ်ပံအာယုရဲ့ပြိစုတ်ပံခြူရတ္တအာယုကရှားကြည့်ဘူးလားမတိုက်ဘူးလား ။ဩပိစ္ဆုပန်ယတာအာယုံရဲ့အဲ့ဒီယတာအာယုံကအကြောင်းခံပြီးတော့စိတ်တော့ဖြစ်တဲ့ချိုစိတ်ဆိုတဲ့မှတ်တတ်တဲ့ပညာရဲ့ချိုယတာကိုခံစားတတ်တဲ့ဝေဒနာရဲ့ချိုသဘောကိုသိတဲ့ဝิญဉ္ဇဉ်ရဲ့အဲ့ဒီချိုတဲ့သဘော နှလုံးသွင်းတဲ့သင်္ခါရတရားရဲ့ယတာအကြီးဆိုတဲ့ယုတ်တရားရဲ့ခန္ဓာ၅ပါးပေါ်မလာဘူးလား။အဲ့ဒီမှာစိတ်မပါဘူးလား။အဲ့ဒီစိတ်ကဘာကြောင့်ဖြစ်တာလဲ။ပိစ္ဆုပန်အပြင်တိုက်တာချိုတယ်ဆိုတဲ့ယတာရဲ့ရေမြေလေမိအခံရှိနေတာရဲ့ အဋိကကံမကုန်သေးတာရဲ့အဲ့ဒီအကြောင်းကြီးပေါင်းစုပြီးတော့ခြုံစိတ်ဆိုတာပေါ်မလာဘူးလားပေါ်ပါဘူးအဲ့ဒီမှာငါပါလားအဲ့ဒါဆိုရင်စိတ်တစ်လုံးဖြစ်တာအတ္တသဘောလားအနတ္တသဘောလားအနတ္တဩအဲ့ဒါဆိုစိတ်ကိုရှိပါစိတ်ကိုရှိပါဆိုရင်ဘယ်လိုရှိရမလဲတတ်ဖို့လားချုပ်ဖို့လားဘာဘို့သူ့ဘာသူဖြည့်ဖြည့်ပြည့်ပြည့်သူ့သဘောငါမဟုတ်ကြောင်းသူ့သဘောသူ့ဆောင်ကြောင်းကိုမြင်ဖို့ပဲဟုတ်ပြီလားသူကအခုယောဂီတို့စိတ်တစ်လုံးကိုရှိပါဆိုရင်ဘာလုပ်ရမလဲ ကိုကစိတ်တလုံးပေါ်မလား तू ကပေါ်နေမလားဘာဖြစ်လို့ပေါ်နေရလဲကံမကုန်သေးလို့နော်ရေမီလိမ်ပြီးတော့လောင်ငံရောမရှိဘူးလားရိတ်ခါလည်းရှိနေသေးလို့အဲ့ဒီအကြောင်းတရားတွေရှိနေသေးရင်ဒီစိတ်ကပေါ်မလာဘူးလားငါပေါ်လာလား तू ကသူပေါ်လာလားဟောသူပါသူပေါ်တယ်လို့သိအဲ့တူပါသူပေါ်တဲ့ခါကျတော့ပြည့်စုံပါအာယံကချိုတာမရှိတော့ချိုစိတ်ပေါ်ပါမလားနန္နာမရှိတော့နန်စိတ်ပေါ်ပါမလားကြားတာမရှိရင်ကြားစိတ်မပေါ် ထိရာမရှိဒီလိုပေါ့အကယ်၍အာရိအာယုန်ဒီမပေါ်ရင်ဘာစိတ်ပေါ်မလဲပေါ့ဒါရင်ตาကြောင်တွေးလိမ့်သမီးကြောင်တွေးလိမ့်အလို့ကြောင်တွေးလိမ့်သံငယ်ကြီးရောအတိတ်ကြောင်အနာဂတ်ကြောင်တွေးတဲ့စီပေါ်မလားဟုတ်လားအဲ့လိုတွေးတဲ့အထက်မှာခင်ဗျားတို့အမေရိကန်သမရကြောင်ပါလားအီသူဘီယဒုက္ခတွေတွေကြောင်းပါလားမပါဘူးကျွတ်တို့ရွာလေသမားတွေကြောင်းပါလားမပါဘူးဘာဖြစ်လို့လဲဒီစိတ်နဲ့အာရိအာယုန်နေနဲ့မတွေ့ထိခဲ့တော့ ဥပါဒံကမှတ်ဆွဲခဲ့တာပါလားမှန်ပါဘူးအဲ့တော့ကိုသားတွေကိုမယားတွေကိုဖေတွေကိုမေတွေကိုလောက်ကိုင်ကိုမိတ်ဆွေကိုလုံးကအဲ့ဒီမှာဒီစိတ်တွေနဲ့မတွေ့ထိခဲ့ဘူးလားတွေ့ခဲ့ပါတယ်တွေ့ထိခဲ့တဲ့အာယုန်တွေကိုမှတ်ပြီးမဆွဲထားဘူးလားမှန်ပါဘူးအဲ့တော့ပြစ္ဆုတ်ပါအာယုန်မရှိရင်အဲ့ဒီစိတ်တွေအတိတ်ကဒီစိတ်နဲ့တွေ့ထိခဲ့တဲ့အာယုန်တွေကိုပြန်ပြီးနှလုံးမသွင်းနေဘူးလားဘာလို့သွင်းနေတာလဲငါလားစိတ်ပဲစိတ်ကအာယုန်မရှိရင်နေလို့ရပါမလားမရတော့ပြစ္ဆုတ်ပါအာယုန်မရှိရင် အတိတ်ကဆွဲတဲ့အာယုကိုသူပြန်ပြီးတော့ဓမ္မအယုအပြည့်နဲ့ပြန်မတွေးဘူးလားအဲ့ဒါငါတွေးနေတာငကိုတည်းကစိတ်ရဲ့သဘာဝလားစိတ်ရဲ့သဘာဝအတ္တသဘောလားအနတ္တသဘောလားအနတ္တသဘောဟောအဲ့လိုဆိုစိတ်ကိုအာရီလိုယူရတာအဲ့တော့နံကမ္မထံယူတဲ့စိတ်ဓာတ်သီလံစိတ်ဓာတ်သီလံဆိုတာဒါဒီတာမင်ညလက္ခဏာတဏုတရုဏဝိပဿနာလို့ခေါ်ပါတယ်ဒါစိတ်တလုံးတော့ဒီတိုင်းယူရင်တော့အနတ္တတော့မပေါ်ဘူးလားအဲ့ဒါတရုဏဝိပဿနာလို့ခေါ်တယ်ဟုတ်ပြီလား ဘလဝဝိပဿနာမဟုတ်သေးဘူးမဟာဝိပဿနာမဟုတ်သေးဘူးဟုတ်ပြီလားအဲ့ဒါလည်းခွဲရအဲ့ဒါဘာကြောင့်ခွဲမလဲဆိုတာနောက်ပိုင်းကျတော့ပေါ်လာ